ို့ပညာရေးသင်နေခဲ့တဲ့အဲဒီအရဆုံးရှုံးသွားတဲ့ခါကျတော့ဝန်းနေမိတယ်ပေးတဲ့ပညာရင်းနဲ့ပဲဒီလောကထဲမှာတတောင်းတနေရနေပါဝင်ကြီးလည်းကြီးရတဲ့အတွက်အဲဒါမျိုးလေးတွေပြီးတဲ့ခါကြလို့ရှိရင်သူလည်းစိတ်ထဲမှာကျင့်နေပြီးနေတယ်ငယ်တဲ့မိသားစုရဲ့အတွက်သူသင်ခဲ့တဲ့ဒီတပည့်တွေရဲ့ပုံစံပေါ့နော်အဲထက်တူ ်ဝင်နေပြီးတော့အကောင်းရတူပြလာပါတယ်လို့ဆိုတော့ဟုတ်ကဲ့အဒီကနေ့ကတော့ကျွန်တော်တို့၁၇ရက်နေ့မှာကျွန်တော်တို့ အငလင်းပေးသေးတဲ့ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်အဓိကတော့အင်္ဂလိပ် data မှာပေါ့နော်အင်္ဂလိပ် data မှာလိုအပ်တဲ့နေရာတွေပြန်လည်ထူထောင်ရေးတော့ရမငွေရှာတဲ့ဘွယ်ပါအဲရမငွေရှိမှာတော့ကျွန်တော်အများကြီးလုပ်ခဲ့ပြီးပြီဘောလုံးနဲ့လည်းကျွန်တော်တို့ရှာခဲ့တယ်အခုလည်းဒီဘောလုံးနဲ့ပဲကျွန်တော်တို့ထပ်ပြီးတော့ရမငွေပွဲလေးထပ်ရှာပြီးတယ်အဓိကတော့ကျွန်တော်တို့အသင်းမှာဆယ်စုံပေါ့နော်အမှုပညာရှင်အကုန်လုံးအပြင်ကိုဒီကျွန်မလက်ရည်စင်စားသမားဟောင်းတွေလည်း ပါဝင်ထားတယ်တစ်ဖက်မှာကျတော့ဒီရန်ကုန်မြို့မှာအခြေစိုက်ထားတဲ့အပျော်တမ်းဘောလုံးအသင်းပိုင်ရှင်အုံနာတွေအကုန်လုံးစုစည်းထားတယ်ညွန်ပေါင်းအသင်းနဲ့ကျွန်တော်တို့ကစားကြတယ်အဓိကတော့ကျွန်တော်တို့မှာရန်ကုန်ငွေတွေရှိပြီးသားပါအဲဒီလိုကမကထာလုပ်ပြီးတော့တခြားအလူရှင်တွေလည်းအားရောက်လူရန်လို့ရအောင်ကျွန်တော်တို့အခမ်းအနားနဲ့ဒီအားကစားပွဲလေးကျင်းပပြီးတော့ ကျွန်တော်ရမမူတွေပုံများသွားအောင်ပို့ပြီးတော့ solution တွေလည်းပုံများလာအောင်အတွက်ကျွန်တော်တို့အဓိကခံနေရတဲ့ပုံတော့ကျွန်တော်တို့ဒီမှာပေါင်းမဲ့အဲကျွန်တော်တို့ဒီအားကစားနဲ့ဆိုင်တဲ့အဲပစ္စည်းနဲ့အားကစားပစ္စည်းနဲ့ဆိုင်တဲ့ sponsor တွေလည်းရှိတယ်။ဒါကျွန်တော်တို့ဒီပွဲကိုဖြစ်မြောက်အောင်လုပ်ပေးတဲ့အဲဒီရေဘဲစီနဲ့ပတ်သက်တဲ့ဒီ sponsor တွေလည်းရှိတယ်။အဲဒီဟာအကုန်လုံးပေါင်းပြီးတော့မှကျွန်တော်တို့ English data မှာပြန်လည်ထူထောင်ရတဲ့အတွက်အဓိက ဟိုတက်ကက်ထားတဲ့ပွဲပါအဓိကတော့အခုအခုချိန်မှာကျွန်တော်တို့ပြည်လဲထူထောင်ရေးအတွက်ပဲပေါ့နော်ဒီနောက်ပြည်နေနဲ့ကြာသွားတဲ့ခါကြလို့ရှိရင်ကျွန်တော်ပြည်လဲနေရာချတာရေးအစီအစဉ်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့ဆောင်ရုံးပါမှာကျွန်တော်အခုလက်ရှိဆိုရင်ကျွန်တော်ဒီအဲအလှူတွေနဲ့ဒီလိုပါဝင်ပြီးတော့ကူညီတဲ့ဟာပြည်တော့တစ်ခါမှလည်းကျွန်တော်ဘာသာပေါင်းစုံအတွက်လည်းကျွန်တော်ပြည်လဲနေရာချတာရေးအတွက်ပါဝင် ါဆောင်ရနေပါတယ်။အဓိကတော့ကျွန်တော်အဖွဲ့အစည်းနဲ့ပဲကျွန်တော်တို့ဟိုမိမိတူဦးတဲ့နဲ့လည်းတက်နိုင်တဲ့လောက်လေးကျွန်တော်တို့တူတူတန်းတန်းအလိုရှိရဲ။နောက်အဖွဲ့အစည်းနဲ့ဆိုရင်တော့ ကျွန်တော်အဲဘာသာပေါင်းစုံနဲ့အတူတူရှိမယ်။နောက်ရုပ်ရှင်အစည်းအဝေးနဲ့လည်းကျွန်တော်နေပြီးတော့မှာရှိတဲ့ဝန်ထမ်းအင်အားတွေအတွက်ပျက်စီးသွားတဲ့ဝန်ထမ်းအင်အားတွေအတွက်လည်းနောက်လည်းဝေးမှာရှိတဲ့ဒီငလင်ပေးသင်းတဲ့ပြည်သူတွေအများကြီးကောက်ရောက်ပြန်ထားပါတယ်။နောက်ကျွန်တော်တို့ဘကိုးမှာလည်းကျွန်တော်တို့အခုလိုမျိုးပဲဘောလုံးကန်ပြီးတော့အဲကျွန်တော်တို့ဘကိုးဘူစတာအသင်းနဲ့ရမုံဝေရှာထားရရှိတဲ့ဘကိုးမြို့မှာရှိတဲ့လုပ်ငန်းရှင်တွေလူရှင်တွေကနေပြီးတော့ကျွန်တော်တို့ရဲ့ပွဲမှာလာရောက်တူတန်းပြီးတော့အဲဒီအလူငွေအားလုံးပေါင်းပြီးတော့လည်းကျွန်တော်တို့ပေါ်ပြန်ထားရလေရှိပါတယ်။ဒါကျွန်တော်တို့အမှုပညာလောကရဲ့ ထင်ကြီးကပုံပုံတူထဲမှာပါလာပါတယ်ကျွန်တော်တို့အရင်ကဟိုတကားစားနှစ်ကားစားပဲကျွန်တော်ပြီးခဲ့ရတော့เนาะဟိုပြင်းရင်းရဲ့ဖခင်ဆိုရင်လည်းမပါပါဘူးဒါပေမဲ့ကျွန်တော်တို့ငငယ်လုံးလေးကလည်းသူရဲ့ပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုတိတ်ခွေခစ်ကလေးဟိုကကျွန်တော်တို့ရှင်းပြပေးခဲ့ရတယ်နောက်ကျွန်တော်တို့လူပညာလောကရဲ့စာပွင့်တဲ့အချိန်မှာလည်းသူဆောင်တင်နန်းသားအနေနဲ့သူကဆရာတောင်းတယောက်အနေနဲ့ပူချခဲ့ရတယ်လို့ရှိတယ်။ဒီနေ့တော့ဒီလမ်းကိုအကုန်လုံးသွားကြမှာ ိုမျိုးခုလောကရာထင်ကြရတူဖြစ်တဲ့ကျွေးလွှင်းသွားတဲ့ခါကျတော့လေကျန်ကင်းတဲ့မိသားစုနဲ့ဝင်နေပြီးဆက်ဖို့ဖြစ်ပါတယ်ကြည့်မိပါတယ်အာလူပဲပေါ့ကျွန်တော်လည်းလူတွေကလူပဲဆိုတော့လူပဲခံစားမိပါတယ်လူပဲဟိုညီမလေးမျိုးတော့စိတ်ထဲမှာဝင်နေပြီးလူလူပဲပေါ့နော်ခုနပြောသူပေါ့ကျွန်တော်အားလုံးကတနေ့တော့ဒီလိုပဲ အဲလောကကြီးကိုဆုံးဖြတ်သွားကြမှာလို့ဘယ်လိုမျိုးဆိုတော့ဒါပေမဲ့အဲ့လိုကိုနောက်ဆုံးချိန်လေးမှာတော့ဒီလိုချိုးကြောက်လဲဝေဒနာမရှိဘဲနဲ့ကြွက်ထက်ခြင်းရတယ်ချိုးကြောက်လဲဝေဒနာကိုခံစားပြီးတော့ကြွက်ထက်ခြင်းရတယ်အလိုပဲဖြစ်ဖြစ်ပေါ့အဲကျွေလွင့်သွားတဲ့ခါကြောက်လဲကျန်ရတဲ့သူတွေကလည်းအခုလိုမျိုးပူဆွေးပြီးတော့ဝမ်းနေပြီးကျန်ခဲ့ကြတယ်အဲအဲ့ဒီခါကတော့ခုနကကျွန်တော်ပြောလို့ပေါ့နော်ဘယ်သူမှတော့ဝေဒနာကိုခံစားပြီးတော့အတန်းထွက်ခြင်းရတော့ဘူးအဲ့လိုချိန်လေးမှာတော့အဲ ဘာမှခံစားမှုမရှိပဲဘာဝေဒနာမှမရှိပဲချတ်တစ်ခုကိုပူးသွားလိုက်တာကိုအဆင်ပြေလို့ထင်တယ်။အဲ့လိုမျိုးလေးပဲကျွန်တော်ကပြီးပြီးကျွန်တော်လိုမျိုးနေရတဲ့ခါကျတော့စိတ်ထဲမှာလည်းခုနပြောသောတံဝေကလည်းရပြီလို့စိတ်ထဲမှာလည်းမုန်းချက်တယ်လို့လည်းအခံစားရပါတယ်။အဲ့လိုမျိုးတွေ့ပြီးတယ်။နေရာတော့ တခါတလေလည်းတွေးမိပါတော့တခါတလေအဲ့လိုတွေးလို့ရှိရင်ပုဂ္ဂိုလ်ကိုဒီနေ့ဘုံတော့ငွေတွေတခုဖြစ်လို့ပဲတခါတလေလည်းကြိုကြိုနေလိုက်တာများတယ်တခါတလေလည်းစိတ်နှဆိုင်ရေဘယ်လောက်ရှိရှိတတိယကပြောစရာတွေးရင်တွေးလိုက်တယ်မတွေးရင်ဖေးတော့ပြီးလေးအဲ့လိုမျိုးလေးနဲ့ပဲကိုယ်ကရှိရဲ့ pressure တွေဖိအားတွေစိတ်ကြည်စီမှုတွေစိတ်နှဆိုင်တွေတခါလေးအဲ့လိုရှင်းထုတ်လိုက်တခါလေးကြောက်လည်းတရားလေးထိုင်ပြလိုက်တယ်။ခါရကြောက်လည်းတကယ်ချင်းနေပျော်ရလေးရှောက်ခံပြီးခါရကြောက်လည်း ပျော်လေးနဲ့ပဲဖြည့်ရှင်းလိုက်တော့ခါကြီးကြလည်းကိုကိုဒီနေအောင်တရားဓမ္မလေးနဲ့ပဲဖြည့်ရှင်းလိုက်တာများပါတော့သူ့တော်သီးခံရေးလို့ရှိတယ်ဟောကျွန်တော်တို့ကပညာသင်နေတဲ့အချိန်ဆိုတော့လို့ဆရာလေးကိုရဲ့ ဒီတော့ကိုစီနီယာရေပေါ့နော်စီနီယာရေအဲကိုသင်တန်းသားပေါ်တော့ကိုကိုစာတင်တဲ့လူတွေအဲ့လိုမျိုးသင်ကြားပူချတဲ့အားမျိုးလောက်ပဲရှိတယ်။ကိုပညာရေးသင်နေခဲ့တဲ့အဲလူတယောက်အဲ့လိုဆုံရှုံသွားတဲ့ခါကျတော့ဝန်းနေမိရဲ့အဲသူပေးတဲ့ပညာရေးနဲ့ပဲဒီလောကထဲမှာတတောင်းတနေရနေပါဝင်ပြီးကျင်လည်ခွင့်ရရတဲ့အတွက်လည်းအဲဒါမျိုးလေးတွေအဲ့လိုပြီးတဲ့ခါကျလို့ရှိရင်လည်းသူလည်းစိတ်ထဲမှာကျင့်နေပြီးဖြစ်နေပါတော့အဲ့တော့ချိန်ငယ်တဲ့မိသားစုတွေနဲ့အဲသူ တင်စာတင်ပေးခဲ့တဲ့ဒီတပည့်တွေရဲ့ပုံစံပေါ့နော်အဲထက်တူဝင်နေပြီးတော့အောင်းရတူခီလာပါတယ်ဆိုတော့